ားလုံးသားမင်္ဂလာပါဒီနေ့ဒီရက်လေးမှတ်တင်ခဲ့တာကတော့အခန်း3ဒီကြီးငယ်သုဒ္ဓတမ30ကနံပါတ်1ရဲ့ခါငယ်ကာကြီးနှစ်ပုဒ်ပါနံပါတ်ခါငယ်မှာဆိုရင်ကျတော့ b2 မိုင်းနဲ့ 2b မိုင်းနဲ့ပြီးကိုကျတော့ b+2 နဲ့ရှားပြရမှာပါအဲ့ဒီမှာသူကကိန်းကဏ္ဍမှာဆိုရင်ကျတော့ b2 ရဲ့နောက်မှာဆိုရင် b2 ကျန်တယ်ပေါ့နော်အဲ့ဒီ b2 ကိုသူကမပေးတတ်တဲ့ဒါနဲ့လောက်ရမလဲဆိုရင်တော့အဲ့ဒီမှာ 0b2 ဆိုပြီးတော့ကျတော့နှစ်ထပ်ကိန်းကိုစားထုတ်ရပါမယ်ကျတော့ထပ်ကိန်းတွေကိုဆင်လိုက်လာမှာဖြစ်တဲ့ပြေပေါ့နော် ုံးတက်ပြီးနှစ်တက်နှစ်တက်ပြီးတစ်ထက်လာမှာသူကနှစ်တက်မပါတဲ့ကြားထဲမှာသူကအစားထိုးပေးရတယ်ဗောနော်အစားထိုးတဲ့ကောင်ကဈေးအရှိရနေပြီးတော့0နဲ့ခံပြီးအစားထိုးပေးရပါတယ်ဒါဆိုရင်ခြေတော့ကဲရဘီကျူပါနောက်ကဲရဘီဗောနော်ဒါဆိုရင်ဘီကျူပြဖို့အတွက်ကျုပ်ဘီကို B2 နဲ့ကျုပ်မြောက်ပေးရတယ်အဲ့ဒါ B2 နဲ့ B နဲ့မြောက်တဲ့ကောင်ကဘီကျူရပါတယ်နောက်က2နဲ့ B2 နဲ့မြောက်တဲ့ကောင်က2 B2 ရတယ်နော်ဒါပြင်ကျုပ်ကအောက်မှာရှိတဲ့ရက္ခဏာတွေပြောင်းပြရပါမယ်အပေါင်းကြီးဆိုတော့အနည်းဆုံးအပေါင်းကြီးတွေရက်ကျုပ်အနှုတ်ပြောင်းပြလိုက်ပါမယ်နော် ရောက်ပြီးတဲ့အခါမှာဒီက minus b g နဲ့ plus b g နဲ့ခြေရမယ်။အဲဒါရင်0 b square နဲ့ minus 2 b square နဲ့ကိုဒီကနှုတ်တဲ့အခါမှာဒက္ခဏာဘူးရနှုတ်တဲ့အခါမှာ minus 2 b square ပဲရပါတယ်။ဟုတ်ပြီ2ဘီကိုဇီရိုဆွဲချမယ်ပေါ့နော်။ဒါဆိုရင်နော်အနှုတ်ပြတဲ့တဲ့ဂျူဟာရှိမှအနှုတ်အနှုတ်ခံရမယ်ပေါ့နော်။အနှုတ်နှစ်နော်အနှုတ်နှစ်ရဲ့ b square ဆိုတော့ b တစ်လုံးနဲ့မြောက်မယ်။ဒါကြောင့်မို့ -2b နဲ့ဇီရိုမြောက်ပေးရတယ်။ -2b နဲ့ b နဲ့မြောက်တဲ့အခါမှာ -2b square ရပါတယ်။ ။အဲ့တော့ -2b နဲ့ +2 နဲ့ပြတဲ့အခါမှာ -4b ရတယ်ပေါ့နော်။ဒါသေးကျွန်တော်လက္ခဏာပြောင်းမယ်။အနှုတ်တွေရွေးဆိုတော့ကျွန်တော်အပေါင်းတွေပြောင်းမယ်။ပေါင်းတွေပြောင်းတဲ့အခါမှာအနှုတ် 2b square နဲ့အပေါင်း 2b square နဲ့ကြည့်ပါမယ်။ဒါကအပေါင်း 2b နဲ့အပေါင်း 4b နဲ့ဆိုရင်ကျတော့ဘာလို့လဲ 6b ရတယ် -3 ကိုဆွဲချင်တယ်။ဒါဆိုရင်ကျတော့ 6b ရအောင်အတွက် b ကိုဘာလို့မမြောက်လဲဆိုလို့ရှိရင်6နဲ့မြောက်ပြရပါမယ်။ဒါဆိုတော့6နဲ့ b နဲ့မြောက်တဲ့အခါမှာ 6b ရပြီးတော့6နဲ့2နဲ့မြောက်တဲ့အခါမှာ3ရပါတယ်။ဟုတ်ပြီနော်။အဲဒီအရင်တိုင်းပဲလက္ခဏာကြီးကျတော့ပြောင်းမယ်။ တဲ့နောက်မှာ plus cb နဲ့ minus cb နဲ့ကြည့်တယ်။ minus 3နဲ့ minus 12နဲ့ပေါင်းတဲ့အခါမှာဒီလက္ခဏာတူတော့ပေါင်းလိုက်မယ် minus 15ရပါတယ်။ဒါတို့ရှိရင်စားလက်ကကြတော့ b2 minus 2 plus 3ပြီးတော့အချင်းရကြတော့ minus 15ဖြစ်ပါတယ်။အဲ့ဒါကိုဒီကချိန်ခိုက်မယ်။ချိန်ခိုက်တဲ့အခါမှာစားလေးနဲ့စားလက်နဲ့ကိုမြှောက်ပြီးတော့အချင်းနဲ့ပေါင်းပေးရပါမယ်။ဒါပြင်စားခဲ့ရကြတော့ b b plus 2ပြီးပြီးတော့အဲစားလက်ကကြတော့ b2 minus 2 plus 3ဖြစ်ပါတယ်။အချင်းရကြတော့15ဖြစ်တဲ့ရက်ကြတော့နောက်ကနေ ူကအချင်းနဲ့ပေါင်းရမှာဖြစ်ဖြစ်နဲ့သူကအချင်းက -15 ဖြစ်တဲ့မနော်အနုတ်15ဖြစ်တဲ့အတွက်အချင်းနေရာမှာသူအနုတ်15လေးရေးရပါမယ်နော်ပေါင်းတဲ့အနုတ်နဲ့ဆိုရင်အနုတ်ဖြစ်သွားရအောင်နော်ဒါဆိုရင် B ကကျတော့နောက်ကတူပြီးမြောက်မယ်2ကလည်းနောက်ကတူပြီးမြောက်မယ်ဒါဆိုရင် B နဲ့ B စကွဲနဲ့ပြတဲ့ကမှာ B ကြီးရတယ် B နဲ့ -2 ဖြစ်ဆိုတော့ -2B စကွဲ +6 နဲ့ B နဲ့ပြတဲ့ကမှာ +6B ရပါတယ်နောက်ကနောက်ကကူပြီးမြောက်တဲ့ကမှာ2နဲ့ B စကွဲနဲ့တော့ 2B စကွဲရတယ်2နဲ့ -2b ဆိုတော့ -4b ရတယ်2နဲ့6နဲ့ဆိုတော့3ရတယ်နောက်က15တော့ -15 တည်းပြင်ရင်းမယ်နော် ။ဒါဒီ b2 ကတော့ကျော်ဒီ b2 ပဲရေးမယ်။အဲ့ဒီမှာ -2b2 နဲ့ +2b2 ကခြေသွားတယ်။နော်။ဟုတ်ပြီဒါဒီ +3b နဲ့ -4b နဲ့ကျတော့လက္ခဏာဘူးတော့နှုတ်တော့ +2b ကျန်တယ်။မိုင်းနက်ထွက်တဲ့မိုင်းနက်ဖစ်တင်ရကြတော့မိုင်းနက်ကမြားရတဲ့မိုင်းနက်3ကျန်တယ်ပေါ့နော်။ဒါပြီး BQ plus 2B minus နဲ့3ဖြစ်ပါတယ်။ဒါကြောင့်မို့ BQ plus 2B minus နဲ့3ဆိုတာကနော်အဲ့မှာသူကအဲ BQ plus minus 2B plus 3ဆိုတာကနော်တီကိန်းနဲ့တူတာဖြစ်တယ်နော်။ပြီးရ ီခင်းရအပြင်းမဲ့ပါတယ်။နောက်ပြီးတော့ဒီလိုကာကြီးပါ။ငါးကကြီးမှာ h2 1ကို s s flat 2နဲ့ယူဆားမှာ။အဲ့ဒီမှာသူကသုံးတက်ကိန်းတော့ပြီးရတယ်။နှစ်တက်ကိန်းနဲ့တစ်တက်ကိန်းကကျန်နေတယ်။ဒါကြောင့်မို့လို့အစားထုတ်လိုက်မယ်။နော်0 s square နဲ့0 f ကိုအစားထုတ်နိုင်မယ်။အရင်ကျတော့ f flat 2နဲ့ h2 နဲ့ဆိုတော့အဲမြတ်ကမှာ h2 ဆိုတော့0အရှင်းဆုံးငွေက s ဆိုတော့အနက်တက်နဲ့မြောက်မယ်။နော် s square နဲ့ s နဲ့မြတ်ကမှာ h ရပြီးတော့ s square နဲ့ဒီနဲ့မြတ်ကမှာ2 s square ရတယ်။ ဒါဆိုရင်လက္ခဏာတွေကပြောင်းမယ်ပြောင်းတဲ့အခါမှာ minus attitude နဲ့ plus attitude နဲ့ကြည်သွားမယ်နောက်က plus us square နဲ့ minus 2s square ဆိုတော့ကျတော့ minus 2s square ရပါတယ်နောက်က0 s ကိုဆွဲချမယ်ဒါဆိုရင် s ကို minus 2s square ဆိုတော့ minus 2နဲ့ s minus 2s နဲ့ကျတော့မြောက်မှာ minus 2s square ရမှာပေါ့နော်ဒါက minus 2ဒီစာရင်းရဲ့ရှေ့လုံးမှာ s 3မှရှိရဲ့ကျတော့ဒီနာက minus 2s square ဒါကြောင့်ကျတော့ minus 2s နဲ့မြောက်မှာ minus 2s square ရမှာပါဆိုတော့ minus 2နဲ့ plus 2နဲ့ပြတ်တဲ့အခါကျတော့ minus 4ရရတယ်။ဒါဆိုရင်လက္ခဏာတွေကြောင်းမယ်။အပေါင်းနဲ့အနုတ် 2x2 နဲ့အပေါင်း 2x2 ကိုချိန်ရမယ်။နောက်က minus 0ရနဲ့ plus 4ရကျတော့ plus 4ရကျန်ပါတယ်။နောက်က minus 1ကိုဆွဲချမယ်။ဒါဆိုရင်ကျတော့ 4x ပြဖို့အတွက် x ကို0 4နဲ့ညောက်ပေးရတယ်ပေါ့နော်။ဒါဆိုရင်4နဲ့ x နဲ့ဆိုတော့4ရရပြီးတော့4နဲ့2နဲ့ပြတ်တဲ့အခါမှာ8ရပါတယ်။အဲ့ဒီမှာလက္ခဏာတွေကြောင်းမယ်။ minus 4ရနဲ့ plus 4နဲ့ချိန်ရမယ်။ မိုင်းနဲ့1နဲ့မိုင်းနဲ့8နဲ့ကြာတော့မိုင်းနဲ့9ရတယ်အဲ့ဒီမှာလေကလေးတို့အပေါ်မှာဒီစားခဲမှာသူတို့မိုင်းနဲ့ထည့်တာကဘာလို့ထည့်တာလဲဆိုတော့နော်မိုင်းနဲ့ထည့်တာဘာလို့ထည့်တာလဲဆိုတော့သူတို့ဒီမှာဒီကြံတဲ့ကိန်းရဲ့နော်ကျင်းတဲ့ဘာလဲအကျင်းအကျင်းမှာဆိုရင်ရှိမှာမိုင်းနဲ့ရှိတယ်အကျင်းမှာဆိုတော့မိုင်းနဲ့ရှိရအဲ့ဒါမျိုးဆိုတော့အပေါ်မှာမိုင်းနဲ့ထည့်ရထည့်ပြရတယ်ပေါ့နော်ဟိုမိုင်းနဲ့2 square ဆိုရင်အဲ့နဲ့မြောက်တဲ့ခါမှာမိုင်းနဲ့2 square ရအောင်လို့ s ကိုရှင်းလို့မိုင်းနဲ့နဲ့မြောက်မှာမိုင်းနဲ့2 square ရမှာပါဟုတ်ကဲ့နော်ဒါဆိုရှင် စားလက်ကကျတော့ SK mine နဲ့ 2F plus 4ရပြီးတော့အချင်းရကျတော့ minus 9ရပါတယ်။ဒါကြောင့်ဖြည်းလို့ချိန်လိုက်တဲ့အခါမှာစားလက်ရဲ့စားခင်းရမြောက်မယ်အချင်းနဲ့ပေါင်းမယ်။ဒါစားခင်းရကျတော့ဘလို့ကျတော့ F plus 2ဖြစ်ပြီးတော့စားလက်ကကျတော့ SK mine နဲ့ 2F plus 4ဖြစ်ပါတယ်။အချင်းရကျတော့ minus 9ပေါ့နော်။အဲ့ဒီ S ကနောက်ကဝင်ဝင်မြောက်မယ်သူကလည်းနောက်ကဝင်ဝင်ဝင်မြောက်တဲ့ခါမှာเนาะ S နဲ့ S ကမြောက်ရင် S ကြီးရတယ်เนาะနောက်က S နဲ့ 2ရက်နဲ့ကြောက်တဲ့ခါမှာ minus 2 scan ရပြီးတော့ s နဲ့4နဲ့ကြောက်တဲ့ခါမှာ4ရက်ရပါတယ် minus 2နဲ့ scan နဲ့ကြောက်တဲ့ခါမှာ minus 2နဲ့ scan နဲ့ကြောက်တဲ့ခါမှာ2 scan ရပြီးတော့ plus 2နဲ့ minus 2ရက်မှာ minus 4ရက်ရပါတယ် plus 2နဲ့ plus 4နဲ့ကြောက်တဲ့ခါမှာကျတော့8ရက်ရပါနော် minus 9ဒါဆိုရင်ဒီလိုက minus 2 scan နဲ့ plus 2 scan နဲ့ကြည့်မယ် plus 4ရက်နဲ့ minus 4ရက်နဲ့ကြည့်မယ်ဒါဆိုရင်ရှင်းရအောင်လို့တော့တိရရပါနော်တိကအနုကကြည့်ရတဲ့ minus 1ဒါဆိုရင် အဖြေက H2 network ရပါတယ်။ဒါဆိုရင်သူ့ရဲ့ TK ကအရင်ကဒီကိန်းကလည်း H2 network ဖြစ်တဲ့အတွက်သူက TK နဲ့ညီလာဖြစ်တဲ့အတွက်အဖြေကမှန်ပါတယ်။ဟုတ်လား။ဒါကြောင့်လို့ရှိရင်ဒီနေ့ကနံပါတ်7ရဲ့နော်ဘာငယ်တဲ့ဂါကြီးပါ။နော်အဆုံးထိကြည့်ရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။